အာနာသိန်းစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့ရွာတွေမှာတော့မေလ22ရက်နေ့ကနေဇွန်လ1ရက်နေ့ထိကိုကြောင်းအပ်နှံရဲစပတ်အဖြစ်သတ်မှတ်ပြီးကြောင်းအပ်နှံမှုအခမ်းအနားတွေပြုလုပ်နေပါတယ်။ဒါပေမဲ့စစ်ကောင်စီထိန်းချုပ်နိုင်မှုမရှိတဲ့နယ်မြေတွေမှာတော့ဒီအခြေအနေနဲ့စန့်ကျင်ဘက်အဖြစ်စာတင်ကြောင်းတွေဟာဘုံစံအမြောက်ထံတွေတင့်လို့ကြောင်းတွေပိတ်ထားလိုက်ရပါပြီ။ စစ်ကောင်စီကသူတို့လက်လွတ်ဆုံးရှုံးလိုက်ရတဲ့နေမြေတွေကစာတင်ကြောင်းဆေးရုံစတဲ့လူစုလူဝေးရှိရာနေရာတွေကိုပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေကိုအခုနှစ်2025မှာပိုပြီးပြင်းပြင်းထန်ထန်ပြုလုပ်နေတာကြောင့်စာတင်ကြားနေတဲ့ဆရာဆရာမတွေနဲ့ကလေးငယ်တွေအစုလိုက်ပြုံလိုက်တည်ဆုံးတာမကြာခဏဖြစ်နေပါဗျာ။ ဒီလိုအခြေအနေတွေကြောင့်အာနာသိမ့်မှု၄နှစ်ကျော်အကြာမှာတော့မြေပြင်မှာဖွင့်လှစ်ထားတဲ့ဂျားကာလပညာရေးကျောင်းတွေအလုံးခိတ္တယာယီပိတ်ထားဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနကညွန်ကြားချက်ထုတ်ပြန်ခဲ့ရပါတယ်။အဲ့လိုတည်နေတော့မှပဲအပေါ်ကနေပြီးတော့ဘုံကြလာတယ်။စာတင်းနဲ့ကျမတို့မှဘာဖြစ်စီ။ဟော။ကြာလာတယ်ဘုံစံ ခုဆိုရင်မြမပြည်အလဲပိုင်းကြီးလက်ဒေတာကခလီတငယ်တွေဟာပညာသင်ခွင့်ဆုံးရှုံးခဲ့ရပြီလို့ကြောင်းသားမိပါတွေကပြောပါတယ်လေကြောင်းလာတဲ့ဆိုပေးလိုက်ရောတခါစစ်ကြောရှုပ်တဲ့ဆိုပေးလိုက်ရတော့ကလေးတွေရဲ့ပညာကြီးကအချိန်ပြည့်ပြည့်ဝဝတင်ယူမရခဲ့ဘူးစကားစအကြောင်းနေတဲ့ကလေးတွေကတော့သူတို့ကတော့တင်ချင်တရားလည်းမပေါ့လေသူကြာကာလာဒီအမင်းကြီးကြတဲ့ခါရက်ကလေးကအခွင့်အရေးကို အများကြီးသိဆက်ပြီးမှပညာလေးကိုယူကြရတာကလေးတွေရဲ့နောင်လေးကိုအမကတော့ရင်လေးပါတယ်လို့လက်ရှိအာနာသိန်းထားရဲ့မြန်မာနိုင်ငံမှာစစ်ကောင်စီလက်အောက်ခံအခြေခံပညာကျောင်းတွေအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဂျာကာလာအခြေခံပညာကျောင်းတွေနဲ့တိုင်းရင်းသားဒေသတွေကမြေပြင်ကျောင်းတွေဆိုပြီးခွဲလို့ရပါတယ် Orange has vitamin C and that is good for the eyes Mango has fiber it is good for blood flow. Let us draw our presentation here. That's for your listening. Okay, fantastic. စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနအနေနဲ့ကလေးလူငယ်တွေပညာသင်ကြားခွင့်မဆုံးရှုံးစေရေးအတွက်ဂျားကာလာပညာရေးကိုနီလန်းမျိုးစုံနဲ့ဖော်ဆောင်သင်ကြားပေးခဲ့ပါတယ်။စီအုပ်ချုပ်ရေးလောက်မှာပညာမသင်လို့သူတွေအတွက်ဂျားကာလာပညာရေးအစီအမံကို2021မေလဇန်ပိုင်းမှာစတင်အကောင်အထည်ဖော်ခဲ့တာပါ။ ဂျားကာလာဆိုတာကတော့အာနာသိန်းစစ်ကောင်စီအုပ်ချုပ်မှုအဆုံးသတ်နိုင်ဆက်လက်တော်လှန်နေရခြင်းဖက်ဒရယ်ဒီမိုကရေစီဆိုရမပေါပောက်နိုင်သေးခြင်းကာလကိုဂျားကာလာလို့နားလည်ကြပါတယ်။မြန်မာပြည်အလဲပိုင်းကဂျားကာလာစာသင်ကျောင်းတွေဟာမပြည့်စုံမှုတွေဂျားတဲ့ကဘုံခိုခြင်းတူပြီးစာသင်ကျားနေရတာပါ။အချိန်မရွေးလေကြောင်းကနေတိုက်ခိုက်ခံရနိုင်တဲ့ဆိုတဲ့အသည့်နဲ့နေထိုင်နေကြရတာကြောင့်သင်ကြားပေးတဲ့သူဒီမာကောကလေးငယ်တွေမှာပါစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိခဲ့တယ်လို့ဆရာတအူးကသူ့ရဲ့အတွေ့အကြုံကိုပြောပြပါဗျာ။ အဲ့ဆိုကိုဘလို့ထိအောင်ကြောက်ရလဲဆိုတော့ကျွန်တော်ပြတင်နေတဲ့အချိန်မှရင်ကိုပေါ့နော်ဘုံကူချင်းကအစပေါ့အနားမှာတူထားတဲ့သဘောပေါ့အဲ့လေရင်ကြတော့ဂျက်ဖိုက်တာဘာမျိုးဘာမျိုးကြတော့ရှောင်းမှုရတိမ့်မှုရကြတော့ခက်တယ်ပေါ့ကျွန်တော်လေရင်ဖြတ်နေယာယီပိတ်ထားဖို့ညွှန်ကြားထားတဲ့အကြောင်းတွေကတော့အခြေခံပညာပြည်သူအခြေပြုပညာရေးအကြောင်းတွေအစ်င့်မြင့်ပညာအကြောင်းတွေနဲ့တံမွေးပညာအကြောင်းတွေပါဝင်တယ်လို့မြေပြင်ကသင်ကြားရေးဆရာဆရာမတွေကပြောပါတယ် ညွန်ကြားချက်ကိုတက်ဆိုင်ရအစစ်စင်တာဝန်ရှိဖွဲ့စည်းတွေကကြီးကြပ်ကူညီပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့နဲ့တင်ကြားတင်မှုစင်စက်မပြတ်စီရဲ့အတွက်အန်ယူဂျီပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့မူဝါဒလမ်းညွှန်ချက်တွေအတိုင်းဆောင်ရွက်ပေးဖို့တိုက်တွန်းထားပါတယ်ဟိုလေရင်တွေကလည်း S-ray တွေကလုံးဝတရက်ကိုနှစ်ချိန်လောက်ကအနည်းဆုံးလုံနေရဆိုတော့ကလေးတွေကလည်းအဖြစ်များတာလည်းဖြစ်တော့ကျွန်တော်တို့ကဟို trauma ရနေပြီးတော့လုံးဝမလုံရဲဘူးကဲ နေမယ်နေမယ်ဆိုပြီးတော့မှတလတလနဲ့နားထားတာပေါ့နော်ဆရာဆရာမတွေကစာလာမေးတယ်ကျွန်တော်တို့ကိုယ်တိုင်ကကျွန်တော်တို့ဒီကလေးတွေရဲ့အသက်အနေဟိုအမ်ထိခိုက်စေမှဖြစ်တဲ့အတွက်ဒါကြီးကတော့မလုံရဲဘူးလင်းရင်ဆိုအားလဲရောက်လာပြီဆိုရင်ဘုကိုချင်းမဲ့ဘလောက်ပဲလောက်ထားရထားအောင်လုံးဝလည်းပြေးချိန်မရဘူးဆိုတော့ကျွန်တော်တို့နားထားအောင်မယ်ဆိုပြီးတော့မှတလခွဲလောက်တော့ရှိပြီဒီကရဲမှာတလာနေတဲ့ဒုက္ခတွေရှိအောင်ရှင်ရင်ရှင်ဦးနဲ့အစ်တောင်များကိုဖြည့်ရရရဲ့တို့ဥပ္ပိရဲ့ကြောင့်ကပြင်းရကြပါရဲ့ ော်လိုင်းရင်အကောင်းပြီးပြည်သူအုပ်ချုပ်ရေးအကောင်ထဲဖုန်နေတဲ့ဒေသတိုင်းမှာဂျားကာလာပညာရေးဖော်ဆောင်မှုဟာအောင်မြင်တယ်လို့ဆိုရမှာပါ။ဒါပေမဲ့ဂျားကာလာပညာရေးအကြောင်းတွေဟာလေတက်ဘုံကျဲမှုနဲ့မြေပြင်စစ်ကြောင်းထုတ်မှုအန္တရာယ်ကြောင့်မကြာခဏကြောင်းပိတ်ရသလို စာသင်ချိန်အပြည့်အဝလည်းများရှိကြပါဘူး။ ုလသမဂ္ဂရဲ့လူခွင့်ရေးဆိုင်ရာတမတ်ချက်အရပညာရေးဆိုင်ရာခွင့်ရေးဟာအခြေခံလူခွင့်ရေးဖြစ်ပြီးဖိနှိပ်ခွဲခြားဆက်ဆံမှုမရှိစေရဘဲလူတိုင်းရရှိခံစားရမှာဖြစ်ပေမဲ့မြန်မာပြည်ကကလေးငယ်တင်းချီကတော့ဒီခွင့်ရေးကိုမရရှိနေတာတတ်သိပါပဲစစ်ကောင်စီအနေနဲ့ကတော့စာတင်ကျောင်းတွေဆေးရုံတွေကိုလေကျောင်းကနေနီလန်းမျိုးစုံနဲ့ဘုံကျဲတာဆက်တနက်တွေနဲ့ရွေကျက်ရှိရှိပြစ်ခတ်တိုက်ခိုက်တာ တာဝေးပြစ်လက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခတ်မှုတွေပြုလုပ်နေတာဟာလူသားတွေအပေါ်ဆီရဆွေးမှုတွေကိုနေ့စဉ်စိုးဝါးစွာကျူးလွန်နေတာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနရဲ့ဒုဝန်ကြီးဖြစ်တဲ့ဂျာထွဲပန်ကမြန်မာနိုင်ငံကိုမှတ်ချက်ပြုပါတယ်စာကျင်ကျောင်းတွေကိုစစ်တပ်ကနေပြစ်မှတ်ထားပြီးတိုက်ခိုက်တာတွေဝေဟင်ကနေတိုက်ခိုက်တာတွေကအင်မတန်ဆိုးွားတဲ့ဒီစစ်ရဆွေးမှုကျိုးလွန်တာဖြစ်ပါတယ် ဒီစာတင်ကြောင်းတွေဆေးရုံတွေဆိုတာဒါ civilian space တွေတင်မကပေါ့နော်အဒီနုနယ်ရဲ့ကလေးတွေရှိရနေတာဖြစ်တာဖြစ်တဲ့အတွက်သူတို့ဟို target ထားတာဟာအင်မတန်မှရုပ်စုအကြီးတန်ပြီးလူမဆန်လွန်းတဲ့ဒီအခွင့်လွတ်နိုင်စရာမရှိရဒီစစ်ရဆုံးမှုကျိုးလွန်းတာဖြစ်တဲ့အတွက်အဲ့ဒါကိုကျမတို့အရေးယူနိုင်ဖို့အတွက်ကျမတို့အနေနဲ့စူးစမ်းဆောင်ရွက်နေပါတယ်ဝန်ကြီးဌာနတွေအားလုံးကစစ်တပ်ရဲ့စာတင်ကြောင်းတွေပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုတွေထဲမှာ ပြီးခဲ့တဲ့မတ်လ12ရက်နေ့ကစကိုင်းတိုင်းဒီပင်းရင်မြို့နယ်အိုးတိန်တွင်ကြေးရစာသင်ကျောင်းတိုက်ခိုက်မှုဟာထင်ရှားပါတယ်။အဲ့ဒီဖြစ်စဉ်မှာတော့စာသင်နေတဲ့ကျောင်းသားကလေးငယ်20ကျော်တိတ်ဆုံးခဲ့ပြီးလူ60ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့မေလ23ရက်နေ့မှာလည်းမင်းကင်းမြို့နယ်မင်းစုကျေးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းကားနဲ့ဘုံကျဲတိုက်ခိုက်မှုမှာမူဂျိုအကြောင်းတပ်မဲ့9နှစ်အောင်ကလေး2ဦးအပါအဝင်ကလေး9ဦးနဲ့လူကြီး9ဦးစုစုပေါင်း14ဦးတိစုံခဲ့ပါသေးတယ်။ စစ်ကောင်စီကအပြည့်ရခဲ့တဲ့မေလ6ရက်နေ့ကနေမေလ18ရက်ထိနိုင်ငံတော်ဝန်လေချောင်းတိုက်ခတ်မှုတွေအတွင်းလူ90ကျော်တိဆုံးခဲ့ပြီးအဲ့ဒီအထက်မှာကလေးငယ်တွေအများဆုံးပါဝင်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကပြုစုထားတဲ့စင်းတွေအရ2023ခုနှစ်ကနေ2025ခုနှစ်မေလဇန်လအထိစစ်ကောင်စီလေတပ်ကဘုံကျဲတိုက်ခတ်ခဲ့တဲ့စာတင်ကြောင်းအရေအတွက်ဟာကျောင်းပေါင်း240အထိရှိရလို့သိရပါတယ်။